အချင်းအားဆုံးသမီးလေးရင်ဂတိစကားဆိုတာကိုရင်ငုံသိခါပါပဲတယောက်ယောက်ကိုဂတိတစ်ခုပေးလိုက်ပြီးပြီဆိုရင်အဲ့ဒီဂတိကိုတည်အောင်လို့ကြိုးစားရတာကကိုရင်ငုံသိခါကိုတည်ဆောက်ရတာပဲဖြစ်တယ်ဂတိတိုင်းအလုပ်တစ်ခုကို အောင်မြင်အောင်ဆွမ်းဆောင်နိုင်တဲ့အခါကုကုကုလီစားကုန်ယူမိတတ်တယ်သူများတွေကိုဂတိပေးသလိုကုကုကုလည်းတနေ့ကိုဂတိတစ်ခုစီပေးကြည့်ပါ ပေးတဲ့အတိုင်းလေးဂရေကိုတရားကြိုးစားပေးပါရလက်ကကိုကိုကိုလေးစားချစ်ခင်လာတာပါပဲကိုကကိုဂရေကိုတရားလုံးနိုင်နေဒါကြောင့်ကိုကချစ်စရာကောင်းနေလေးစားစရာကောင်းနေအထင်ကြီးစရာကောင်းနေမနဲ့မိုးလင်းလာရင်မှန်တဲ့ကိုကြည့်ပြီးကိုကိုကိုဂရေကိုပေးကြည့်ပါအဲ့ဒီအချင်းလေးကိုဆွဲနေအောင်လုပ်ကြည့်ပါဒီနေ့စာအုပ်တအုပ်ရဲ့စာမျက်နှာဆယ်မျက်နှာပြောင်းဖက်မယ် ဒီနေ့ဘာကြောင့်ကြောင့်မှစင်မဆူမိအောင်နေမယ်တကယ်လို့စီဆူးစရာနဲ့ကြုံခဲ့ရင်လေကိုယ့်စိတ်ကိုသိနေအောင်လို့ကြိုးစားကြည့်မယ်လို့ဂရုပေးထားလိုက်ပါဒီနေ့တရားကို နိုင်ဝတ်ထိုင်မယ်လို့ဂရုပေးကြည့်ပါဂရုပေးထားတဲ့အတိုင်းအောင်မြင်အောင်လုပ်ပြီးတဲ့အခါရလာတဲ့ပျော်ရွှင်မှုကဘာနဲ့မှမတူဘူးကုကုကိုဂရုပေးပြီးအဲ့ဒီဂရုကိုတရားကြိုးစားလိုက်ရတာကလေကုကုကိုတန်မိုးထားလေးစားရရောက်တယ် ဂရိတီတဲ့အကျင့်လေးဆွေးမြဲလာတဲ့အခါကို့အနာပတ်ဝန်းကျင်ကလူတွေစီကယုံကြည်လေးစားမှုကိုလည်းရလာမယ်။ကိုဟာဂရိတီတဲ့သူတယောက်ဖြစ်ကို့ရဲ့ပုံရိပ်ကိုပုံဖော်ပေးပါတယ်။